မင်းမြင်နေရတဲ့ဒီဘူးဒီကိုတရုတ်လူမျိုးတွေကစားသုံးယုံတင်မကပဲအရတာကိုပါဖန်တီးပေးတာကြောင့်အရန်ကြိုက်ကြပါတယ်လုံနေလေးပြောပြမယ်အမှန်တကယ်တော့ခူးဆုပ်ပြီးရင်ကြဟင်းခါဒီကိုအချိန်တော်ကြာ၆ခန်းတဲ့အခါဘူးဒီရဲ့အပြင်ဘက်မျက်နှာပြင်ကမာကျော်ပြီးအတွင်းပိုင်းဟာ၆တွေ့ပြီးအခေါင်းပေါက်ဖြစ်သွားပါတယ်ဤကြဟင်းခါဒီ၆ကိုဥစွာစနစ်တကျတန့်စင်ပြီးတန့်စင်ပြီးနောက်ကွန်တိန်နာများကို မင်းမပြုတ်လို့တီးရေစပြည့်ရီဖြော်ရီစသည်တို့ကိုဖြည့်စွမ်းနိုင်သည့်အချို့သောသူများသည်ပင် ်ဤလိုဤဘူဒီပေါ်တွင်လက်ကတော့ဒီဇိုင်းများပြုလုပ်ကြသည်စကူကိုတစ်ပင်များမှသာမကဝါမှလည်းပြုလုပ်နိုင်သည်ကိုတင်တိပါဒလာလုံနေလေးပြောပြမယ်တကယ်တော့ဝါရဲ့အပြင်ဘက်မျက်နှာပြင်ကိုဓာတ်နဲ့အခွန်ခါပြီးအခွန်ခွာထားတဲ့ဝါကိုအတုံးသေးသေးလေးတွေလှည့်ဖြတ်ပြီးရင်ထုံးကိုသူတို့အပေါ်ကိုရေလောင်းပြီးဝါပြော့ပြော့လေးဖြစ်သွားစေမှာပါထို့နောက်ဝါကိုပုံမပြော့ပြောင်းလာစေသည့်အတွက်ရင်နှွေးဖြင့်ဆေးကြောပြီး ပြုတ်ကကြိတ်ပြီးနောက်ဖြစ်ပေါ်လာသောပြော့ဖက်ကိုရေနှင့်ယောဂအထူးကိရိယာတစ်ခု၏အကူအညီဖြင့်ပါလွာသောအရွက်များပြုလုပ်ကနေပူထဲတွင်အချောက်ခံသောခါတွင်ကျွန်ုပ်ရူအီရော့ခော့ဖီစက်ကူအစင်တင်ဖြစ်ပါသည်။